အခုနောက်ပိုင်း laptop တွေကဒီဇိုင်းမိုင်းတွေရော performance မိုင်းတွေရော custom စင်စင်လေးဖြစ်လာသလိုခံစားရတယ်ဗျ။ကျွန်တော်ဆို MacBook တုံးနေသေးကကျွန်တော် Final Cut Pro နဲ့ editing လုပ်နေတဲ့အခါကျ Windows ဘက်ကိုတိတ်မလဲဖြစ်တော့ဒါပေမဲ့အခုနောက်ပိုင်းမှာအလုပ်အတွက် Windows laptop တလုံးလိုရတဲ့အခါကျတော့ကျွန်တော်ရှာရင်းနဲ့အခုဒီအများကြီးရွေးပြတယ်ပေါ့နော်။အဓိကကတော့ကျွန်တော်ကအထိုင်သုံးမှာမဟုတ်ဘူး။အပြင်ကိုအသေးသွားမယ်ဗျာညာအဲ့လိုမျိုးပေါ့ပေါ့ပေါ့ပါကြီးလေလိုချင်နေပေါ့ဗျာ။အဲ့တော့ကြားထဲမှာပါပဲကျွန်တော်သုံးရင်းနဲ့အဲ့လိုဝင်ဆောင်မှုလုပ်ပြီး Windows laptop တွေရတော့အများကြီးရှိပေမဲ့ကိုကိုယ်တိုင် Windows laptop တစ်လုံး ဝယ်ပြီးတော့တုံးပို့ကြတော့အခုမှထပ်ပြီးတော့ဝယ်ဖြစ်တယ်ပေါ့နော်အရင်တော့ဇန်ဘော S3 OLED ကိုတုံးပြီးနောက်ပိုင်းမှာအခုလည်းထပ်ဝယ်ပြခဲ့ရတာကတော့ဇန်ဘော့ပါပဲဇန်ဘော့ကတော့အဓိက performance ကောင်းရမယ်လှရမယ်ပို့ရမယ်ပါရမယ်အဲ့ဒီဟာတွေအတွက်ကိုကျွန်တော်ဝယ်ပြီးတော့တုံးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအကုန်လုံးစုပြီးတော့ထည့်ထားတာကတော့အခုကျွန်တော်လက်ထဲမှာရောက်ရှိနေတဲ့ Sample S40 OLED ပဲဖြစ်ပါတယ် င်္ဂလာပါ Peter ဘက်ကကျေးဇူးပါတယ်ကျွန်တော်ကျော်တော်ရင်းမှာဒီ laptop design မိုင်းလေးကနေစပြီးတော့ပြောပေးမယ်ပထမဦးဆုံးဒီ laptop ကိုမြင်ရတာနဲ့ထူးထူးခြားခြားလေးဖြစ်နေတာပုံမှန် laptop တွေနဲ့မတူဘဲနဲ့တမူထူးခြားနေရလေးကဒီ sample S body ကိုလည်းရဲ့ theme လို့ပြောရမှာလားဘယ်လိုပြောရမှာလဲပေါ့နော်အဲ့လိုမျိုးလေးပြောလို့ရရပြီဗျ အဓိကတော့သူကူဒီနဲ့မှာတုံးထားပေးတဲ့ဆရာလူမီနီယံကုတ်တွေမဖြစ်ပါဘူးဆရာမင်းနဲ့အလူမီနီယံနဲ့ပေါင်းထားပြီးတော့ထုတ်ထားတဲ့ဆရာလူမီနီယံကကျွန်တော်တော့တွေပါကျွန်တော်အိတ်ထဲမှာတွဲပြီးတော့ထည့်မိတဲ့အခါမှာအဲ့လိုမျိုးအချင်းညာတွေပါတယ်ကိုတော်ရုံတန်ရုံခံနိုင်အောင်လို့လှုပ်ထားပေးတယ်လုံးဝမတ်ဖြစ်တဲ့အတွက်ကျွန်တော်လူမျိုးဒီလက်ကအစီပြန်နေတဲ့သူတွေအတွက်လည်းပဲလက်ဝေကလုံးဝကိုမထင်တာလုံးဝမထင်တာတော့ကျွန်တော်တော်တော်လေးအဆင်ပြေရေဆိုတော့ ဒီအားသာချက်တစ်ခုရှိတဲ့အခါကျတော့ကျွန်တော်အရာကိုရေရေကြီးရွေးပြသွားတယ်။ဒီနေ့ထွက်တာကတော့အဖြူနဲ့အနေထွက်တယ်ပေါ့နော်။တရားကိုတော့သူတို့က Scarabian White လို့ခေါ်တယ်။အဲ့ဒါကတော်တော်လေးလှတယ်။ laptop ရဲ့ lid ကိုဖွင့်လိုက်တဲ့ဒီအထဲထဲမှာပါဒီအဖြူကဟိုရိုးရိုး A4 စာရဲ့အဲ့လိုအဖြူမဟုတ်ဘူးပြသလား။တော်တော် premium ဖြစ်တဲ့ကာလာလေးကိုတုံးထားပေးတာ။ နောက်ပြီးတော့ဒီ ASUS lineup ကကျွန်တော်သဘောကျတဲ့ဒီ brand name မှာလည်းပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တော်တော်များများက price to performance နေကြည့်လိုက်တဲ့အခါမှာလည်း ASUS ကနေအများကြီးထွက်လာတာတွေ့ရတယ်လို့ကိုယ်လက်ပါတဲ့ laptop တော်တော်များများကလည်း ASUS ကမှတွေ့ရတယ်။ခုနောက်ပိုင်းထွက်တဲ့ Zenbook DP ဘူဘူတွေတော်တော်များဆိုရင် ASUS ရဲ့ Lumia OLED ကိုတုံးထားပေးတာဖြစ်ပြီးတော့ Zephyr လို့ laptop တွေမှာဆိုရင် Nebula OLED လိုမျိုး screen တွေကိုတုံးထားပေးတဲ့အခါကျတော့တော်တော်ကိုရွေးချယ်ရတဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ဒီ ceramic နဲ့ aluminum နဲ့ပေါင်းထားတဲ့ကုတ်တင်ကိုအခုအစ်စ်ထွက်တဲ့900 gram လောက်ပဲရှိတယ်။ ဆန်ဖို့ A40 ဆိုတာမှာဒီ body တစ်ခုလုံးကိုထည့်ထားပေးပြီးမြဲအဲ့ဒီဟာကကျွန်တော်တို့ဒီ end page ဖြစ်နေရပေါ့နော် end page ကိုမှ snapdragon နဲ့ထုတ်ထားတဲ့အခါကျတော့ကျွန်တော်အတွက်သုံးရတာ software ဘိုင်းတွေကဒီအကန့်အသတ်လေးတွေရှိနေတယ်အခုဒီ software ကိုအများကြီးပံ့ပိုးမှုမရှိသေးတဲ့အခါကျတော့ကျွန်တော်ရွေးချယ်စရာကဒီ battery ပိုခံလာပြီဖြစ်တဲ့ ASUS ရဲ့ sample S40 ကိုကျွန်တော်ရွေးပြသွားပါတယ်။အဓိကကတော့ကျွန်တော် laptop သုံးတဲ့အခါမှာ အပြင်ဥတည်သွားဖို့ကတော့အဓိကရည်ရွယ်ချက်ပို့ပြီးတော့ဖြစ်တယ်။ဘာလို့လဲဆိုတော့အိမ်မှာအထိုင်သုံးဖို့ကကျွန်တော်တို့က Mac Studio ပြောင်းထားပြီဆိုတဲ့အခါကျတော့ Mac Studio နဲ့အိမ်မှာ AI စစ်စစ် rendering လုပ်လို့လည်းရတယ်လို့ editing ကို AI အကြောင်းလုပ်လို့ရတယ်။အဲ့တော့အိမ်မှာသုံးဖို့ laptop ကတော့မလိုပါဘူး။အဲ့တော့အပြင်ဥတည်သွားမယ်ဆိုရင်အဓိကပေါ်ပေါ်ပါပါဖြစ်နေမှာကိုရမှာပါ။ဒီကျွန်တော် laptop ကမရှိရဲ့ model ကတော့16လက်မှတ်ပါရှင်16လက်မှတ်ပါရှင်လည်းလာတယ်ပေါ့နော်။ဒါဆိုရင်တိတိသမတ်10 cm 1.1 cm ပဲထူပြီးတော့အလေးချိန်က1.2 kg ပဲရှိတာဆိုတော့ ပေါ်တီပဲဖြစ်တဲ့နေရာမှာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာပေါ်လေပေါ်တယ်ပါလေပါတယ်ဒါမှတခုရှိတာကဒီလို laptop တွေမှာ weight ပေးလဲမဖြစ်ဘူး hint mind မှာဗျာလက်တပတ်တည်းနဲ့ဖွင့်လို့မရတဲ့အနေအထားတွေရှိတယ်ဒါမှမဟုတ်ဒီ S40 OLED ကတော့လက်တစ်ပတ်ထဲနဲ့ဖွင့်ရတာတော်တော်လေးကိုအဆင်ပြေတယ်။လုံးဝဖွင့်လိုက်တဲ့အခါမှာတီတီညီညီနဲ့ရှိနေရဗျ။ဒီ hint တွေဘာတွေကလဲအရင်လိုလိုလှုပ်စီလှုပ်စီဖြစ်နေရတယ်ဘာတွေလည်းမရှိဘူးပေါ့နော်။အဲ့တော့ တော်တော်လေးသဘောကျစရာကောင်းပါတယ်ဒါပေမဲ့ဒီ laptop မှာက sensor တွေထည့်ပေးထားပါတယ်အဲ့ဒါတွေကဘလို့အလုပ်လုပ်ပေးရဲဆိုတော့သင်က laptop ကိုဒီတိုင်းထားခဲ့ပြီးတော့ထွက်သွားမယ်ဆိုရင် laptop ရဲ့ရှေ့မှာသင်ကမရှိဘူးဆိုတော့ laptop ကတိပြီးတော့အဲ့ဒါကိုသူက lock ချပေးလိုက်ပါတယ်အဲ့ဒါတွေမကတည်ဘူးသင်ကပြန်ရောက်လာမယ်ဆိုလို့ရှိရင်ဒီနေရာမှာလူရှိသွားပြီဆိုတော့ဒီအတွက် screen ကိုဖွင့်ပေးတယ် screen ကိုဖွင့်ပေးထားတဲ့အချိန်မှာကျွန်တော်တို့ကဒါ window ကလို face unlock ကိုကိုယ့်ရဲ့မျက်နှာနဲ့ထည့်သွင်းပြီးတော့အသုံးပြုနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီ လော့ပွင့်လာတဲ့အချိန် screen လင်းလာတဲ့အချိန်မှာပဲတခါတည်းသူကျွန်တော်တို့မျက်နာကိုသူက scan ဖတ်ပြီးတော့စက္ကူတခါတန်းဖွင့်ပေးလိုက်တာဘာခလုတ်တစ်ခုမှနှိမ့်စရာမလိုပဲနဲ့ laptop ရှိကိုလူကလာထိုင်လိုက်တာနဲ့ screen ပွင့်မယ်ပြီးရင်နောက်တစ်ဆင့် lock ပွင့်မယ်အဲ့လိုမျိုးသုံးလို့ရတာဆိုတော့ အရန်ကိုသုံးရတာအစဉ်ပြည့်တဲ့အထဲမှာပါတယ်ဗျ။အာနာဂျဲလိုမျိုးပြောရမယ်ဆိုရင်တော့ဒီအောက်ဖက်မှာရှိတဲ့ rubber pad တွေပေါ့နော်။ rubber pad တွေကတော့ပုံမှန်အထက်နည်းနည်းပိုထူနေလို့ခံစားဒါပေမဲ့အာသာချက်ကတော့ဒီအောက်မှာကျွန်တော်ချထားတဲ့အခါမှာအောက်ဖက်မှာလေဝင်လေထွက်ပိုကောင်းသွားတဲ့အခါကျတော့ air blue ကိုအများကြီးရစေလို့ပြောရမယ်။အဲ့အတွက် ကျွန်တော်တို့ဒီ performance တွေဘာတွေလိုရင်းလိုလိုထုတ်တော့ရမယ်အချိန်တွေမှာ airflow ကောင်းသွားတဲ့အခါကျတော့သူ့ရဲ့ performance ကပုံပြီးတော့တက်လာနိုင်ရရှိပါတယ်အပူကိုလည်းအထိုက်လျောက်ရှော့ချနိုင်မဲ့အထဲမှာပါပါလိမ့်မယ်အဲ့တော့ design man အနေနဲ့မှာကျွန်တော်တွေ့ရတာကိုပြောမယ်ဆိုရင်တော့အပေါ်ဘက်မှာကျွန်တော် speaker grill လေးတွေကိုတွေ့ရတယ်ပေါ့နော်အဲ့ဒါကဒီ Harman Kardon certified ဖြစ်တဲ့ဒီ woofer နှလုံးနဲ့ tweeter နှလုံးကိုထည့်ပေးထားတာဖြစ်တဲ့အတွက်အဲပြီးတော့ Dolby Atmos ကိုလည်း support ပေးထားတယ်အဲ့တော့ ဒီ laptop ကအတန်ပိုင်းတော်တော်လေးကောင်းနေလို့ပြောလို့ရတယ်တော်တော်လေးကောင်းနေလို့ပြောလို့ရတယ်ဆိုပြီးကျွန်တော်စကားခြံထားတာကဘာလို့လဲဆိုတော့သူ့အထက်မှာသူ့ရဲ့အကူကြီးဖြစ်တဲ့ sample S60 ကရှိပါတယ် S60 မှာဆိုရင် speaker 6လုံးအောင်ထည့်ပေးထားတာဆိုတော့ပို့ပြီးတော့ကောင်းတဲ့ speaker experience ကိုအတန်နားထောင်တဲ့ audio experience ကိုရမှာဖြစ်ပါတယ်အဲ့တော့အဲသူ့ကိုတော့အရင်မားရရကောင်းတယ်လို့ကျွန်တော်ပြောလို့မရဘူးနော်ပုံမှန် Windows laptop တွေရဲ့အများကြီးကောင်းမွန်တဲ့ audio quality ကိုကျွန်တော်ခံစားရမှာပဲဖြစ်ပါတယ် port ကိုကြည့်မှာဆိုလို့ရှိရင်တော့ညာဘက်ပိုင်းမှာကတော့ USB type A တစ်ပေါက်ကိုထည့်ပေးထားတယ်အဲ့ဒါက10 gigabit speed နဲ့ကုလို့ရတယ်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ HDMI full size HDMI အကြီးကိုထည့်ပေးထားပြီးတော့ဒီ Thunderbolt နှစ်ပေါက်နဲ့ဒီလို၂ချက်ပေါက်တစ်ပေါက်ပါတယ်ဗောနော headphone combo ချက်ပါလိမ့်မယ်အဲအဲ့မှာ၄ခုပဲပါတယ်အဓိကကတော့ဒီမှာမတွေ့ရတာကိုပြောပါဆိုရင်တော့ SD card ပေါက်မပါပါဘူးအဲ့ဒါလေးကတော့စိတ်မကောင်းစရာပါပဲ ိကတော့ဒီလိုမျိုး design ဘိုင်းမှာပေါ့ပေါ့ပါပါလောက်ထားတယ်လုံးဝ1 cm ပဲထူတဲ့ laptop တစ်လုံးကိုဒီလိုမျိုး HDMI full size တွေပါထည့်ပေးထားတာ USB type A ကိုလည်းမမေးမလျော့ပဲနဲ့ထည့်ပေးထားတာလေးကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်အရင် MacBook Air M4 မှာပြောသွားပေးတဲ့လိုမျိုးပဲတနာပေါ်နှစ်ပေါက်ကဒီဘက်မှာပဲရှိနေတယ်ပေါ့နော်ဒီဘက်မှာတစ်ပေါက်ထည့်ပေးလိုက်ရင်တော့ပို့ပြီးတော့အစင်ပြည်ပြည်တုံးလို့ရမယ်အနေအထားပါ ဆိုတော့ Zambo S40 OLED ရဲ့ performance မိုင်လေးကိုမပြောခင်မှာကျွန်တော် overall spec လေးကိုကျွန်တော်အရင်ဆုံးရုပ်ပြပေးမယ်ဒီမှာလည်းကျွန်တော် specification လေးထိုးပြပေးထားပါမယ်အဓိကတော့ဒီမှာတုံးထားတာက 120Hz refresh rate ရမယ် 3K resolution ပါတဲ့ display ကိုတုံးထားပေးပြီးတော့16:10 ratio နဲ့တုံးရမယ်ပြီးတော့ CPU ကတော့ Core Ultra 5 26V ကိုတုံးထားပေးပါတယ် RAM က 16GB နဲ့ SSD 512ကိုတုံးထပ်ပေးတယ်။ cooling fan ကတော့ဒီ MI ရဲ့ cooling ဖြစ်သွားတဲ့အတွက်ကျွန်တော်အခုလက်ရှိတုံးနေတဲ့အခြေအမှဆိုလို့ရှိရင်တော့ silent မှုမှာဆိုရင်ဘာမှကိုမကြားသလောက်ဖြစ်ပြီးတော့ပုံမဲ့ performance မှုကြီးပါဖြန့်လိုက်မယ်ဆိုလို့ရှိရင်တော့တခြားသော ultra boot တွေလောက်တော့ကြားရတာကိုတော့တွေ့ရတယ်ဗျ။အဓိကအနေနဲ့ကတော့ပုံမှန်ကျွန်တော် office လောက်တုံးမယ် YouTube လောက်ကြည့်မယ် Facebook လောက်ကြည့်နေမယ်ဆိုရင် fan ကမလဲသလောက်ကိုတိတိကျကျဖြစ်နေတာဖြစ်ပြီးတော့ performance လေးပါလေးတုံးမှ fan ကထားလဲတဲ့အနေအထားမျိုးပါ။ ASUS ကလည်းပဲ သူ့ရဲ့ဒီ MySQL software မှာ fan profile တွေကိုလိုဒလိုချိန်လို့ရတာလေးကလည်းပဲမစိုးပါဘူး CPU ဘက်မှာဒီ sample S40 OLED မှာပါတဲ့ Core Ultra 5က version 2ဖြစ်ပါတယ်2200 V ကိုထည့်ပေးထားတာ Core Ultra 5 version 2မှာကကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက အရင်လိုမျိုး ဒီဇိုင်းမဟုတ်တော့ဘူး SOC ချစ်ဆက်အနေနဲ့သုံးမိတဲ့တာကိုတွေ့ရတယ်ကျွန်တော်က Apple M1 M2 M3 M4 ဆိုတဲ့ Apple Silicon ဒီမှာတွေ့ရတဲ့လိုမျိုးပဲ SOC တိုင်းနဲ့ဖြစ်သွားတာအဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့ CPU GPU RAM တွေကိုတစ်ခုချင်းစီကို chipset တစ်ခုထဲမှာပေါင်းပြီးတော့ထည့်ထားတာပါ Apple ရဲ့ MCD chipset တွေနဲ့အတူတူပဲလို့ပြောလို့ရတယ်ဗျာအဲ့လိုမျိုးပေါင်းလိုက်တဲ့အခါကျတော့ CPU နဲ့ GPU ကဒီ memory တခုတည်းကိုလည်းတုံးလို့ရသွားသလို CPU ကလည်းထုတ်ယူရမယ့် memory ကလည်းအနားမှာရှိတယ် GPU ကထုတ်ယူရမယ့် memory ကလည်း ဒီ chip တစ်ခုထဲမှာပေါင်းထားတဲ့အခါကျတော့ data တွေကိုကျွန်တော်ကူးပြောင်းရတာသူတို့ဂျားထဲမှာ data တွေကူးပြောင်းရတာက physical distance ကအများကြီးနီးသွားတဲ့အခါကျတော့ဒီပို့ပြီးတော့မြန်မြန်ဆန်ဆန်လုပ်လို့ရလာတယ် CPU နဲ့ GPU နဲ့ခွဲပြီးတော့လုံးဝမဲ့အလုပ်တွေလည်းမရှိတော့ဘဲနဲ့ CPU ကလိုရင်လိုသလိုသူ့ရဲ့အလုပ်ကိုလုပ်နိုင်သလိုတခါတည်းမှာ GPU ကမြန်မြန်ဆန်ဆန်လုပ်လို့ရမယ့်အလုပ်ကိုလည်းသူ့ရဲ့ memory ပေါ်ကနေအတူတူမျှပြီးတော့ လုံးလို့ရတဲ့အခါကျတော့ကိုလိုရင်းလိုလိုဗျာ CPU ကအမြန်လုံးလို့ရတယ်ဆိုရင်အဲ့ memory ဘော CPU ကနေပြီးယူပြီးတော့လုံးလိုက်မယ် GPU အမြန်ယူလို့ပြီးတော့လုံးလို့ရရင် GPU ကယူပြီးတော့လုံးလိုက်မယ်အဲ့ခါကျတော့တော်တော်လေးကိုအဆင်ပြေပြေနဲ့ performance မှန်ကပို့ပြီးတော့တက်လာတာကိုတွေ့ရမှာပါ ့ best bet တွေကိုပြောပြပါဆိုလို့ရှိရင်တော့ကျွန်တော်အခု grade လေးနဲ့ပြထားပြီးပဲပေါ့နော် sitting ban r23 မှာတော့အခု single goal တွေ multi goal တွေကတော့အလောက်ရတာကိုတွေ့ရလိမ့်မယ်အဲ 3D မှာ time spy မှာတော့အခု graphics goal တွေကတော့အခုမြင်ရတဲ့အတိုင်းပဲပေါ့နော်အတော်တော်လေးတော့ ထွက်တာလို့တွေ့ရတယ်ဗျဒီလိုမျိုးဘက်ထရီကြာကြာခံတဲ့ laptop တစ်လုံးနေနေပေါ့နော်ဘက်ထရီဘယ်လောက်ခံလဲဆိုတာကတော့ကျွန်တော်ခဏလေးဆက်ပြီးပြောပြပေးပါမယ်အဲ့တော့ဘက်ထရီဘယ်လောက်ခံလဲဆိုတာလေးတွေနဲ့ basement လေးတွေဆက်ပြီးတော့မပြောပြခင်မှာကျွန်တော်ရဲ့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်သွားရင်လည်းနောက်လာမယ့် video တွေကိုဆက်လက်ဆောင်ရွက်ကြည့်ရှုအားပေးလို့ရပါတယ်အဲ့တော့ video editing ဘိုင်းပေါ့နော် video editing ဘိုင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ video editing အတွက် Premiere Pro နဲ့ Sanji ရဲ့တလောက်ကတော့ 4K layer နှစ်ခုလောက်တော့ run လို့ရတယ် သုံးလေးခုလောက်ဆိုရင်တော့နည်းနည်းလေးတော့ lagging ဖြစ်လာပြီပေါ့နော်ဆက်ပြီးလက်လာပြီးတော့ပြောလို့ရအဲ့တော့ full hd view ကတော့တင်နေတဲ့ကောင်းကောင်းလေးလုပ်လို့ရမှာပါ full k ဆိုလို့ရှိရင်လည်းပဲအရန်ကြီးဗျာ asset ကြီးများတဲ့ဟာမျိုးဆိုရင်တော့လေယာကတော့တစ်ခုလောက်ပဲသုံးစီချင်တယ်ပေါ့နော်နှစ်ခုလောက်ကိုတော့ကျွန်တော်ကောင်းကောင်းလေးတော့ဆက်ပြီးတော့ run လို့ရတယ်လို့ပြောရမှာဗျာအဲ့တော့ဒီ laptop မှာတုံးထားပေးတဲ့ core alpha 5 220b က soc type ဖြစ်တာကြောင့်ကျွန်တော် m page လာလို့ပြောလို့ရတယ် sample a4d မှာလို့မျိုး m page မဟုတ်ဘူးဒီမှာတုံးထားပေးတာက အရင်လိုမျိုး880ပဲတုံးထားပေးတဲ့အခါကျတော့ဟိုအရင်တုန်းကကျတော့တခြားသော laptop တွေလိုမျိုးပဲ software ဘိုင်းတွေ limitation တွေပဲမရှိဘူးသူအများသူငါတုံးတယ်လို့ပဲအကန့်အသတ်မရှိကျွန်တော်တုံးလို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းတော်တော်လေးအဆင်ပြေတယ် software limitation နဲ့တုံးနေရတဲ့ကျွန်တော်အရင်ပြောပြပေးထားတဲ့ sample S50 မှာတော့တော်တော်လေးကိုစိတ်ပြေဖို့ကောင်းပါတယ်ကျွန်တော်စဝယ်တုန်းကကျွန်တော် MB CPU တွေထွက်တဲ့အချိန်ဆိုလို့ရှိရင် Adobe app ထဲမှာဗျာလက်ငါးချောင်းမပြည့်လောက်ဗျာ software ကဒီလဲအဲ့လိုမျိုးဆိုတော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ်အခုကတော့ပို့ပြီးတော့များလာပြီဆိုပေမဲ့အရင်တုန်းကအတိုင်းပဲ AADC ကတောင်းရတာအဆင်ပြေလာပို့ပြီးတော့ဗောနော်ဒါမဲ့ AADC ဖြစ်ပေမဲ့ဘက်ထရီလည်းပဲပို့ပြီးတော့ခံလာပါတယ်ဘက်ထရီဘယ်လောက်ခံလဲဆိုတော့ခဏနေကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ဒီ sample S4 ဒီ OLED version မှာက AMOLED CPU မဟုတ်ပေမဲ့ battery life ကတော်တော်လေးခံတာကိုတွေ့ရတယ်ဗျ။ battery life ကကျွန်တော်သုံးကြည့်ရသလောက်ပေါ့နော်။ YouTube ကြီး Facebook ကြီးလောက်ကလေးပဲသုံးတာကိုဟိုတနေ့ကို9နာရီ10နာရီလောက်ဖြစ်မယ်ထင်တယ်။အဲ့လောက်သုံးတာကိုနှစ်ရက်လောက်ကို အေးအေးဆေးဆေးသုံးလို့ရတယ်။ဘက်ထရီနည်းနည်းတော့ကျန်နေရေပေါ့နော်။အဲ့လိုမျိုးဆိုတော့ဒါတော့ဗျာဟိုအလင်းအားတွေကျွန်တော်တို့သုံးစွဲနေတဲ့အပေါ်တွေမှာမူတည်ပြီးတော့နည်းနည်းတော့ကွာနိုင်နေမိမယ်။ပေါ်မှာဆိုင်နိုင်အထက်လောက်ကိုအေးအေးဆေးဆေးသုံးလို့ရတယ်လို့ပြောလို့ရတယ်ဗျ။တော်တော်လေးအားခံတော်လို့ရတယ်။အင်တဲကကိုအဒရဗာရှင်တူကိုမိတ်ဆက်ပြီးနောက်မှာဘက်ထရီလိုက်တော်တော်လေးကောင်းသွားလာတာကတော့သဘောကျစရာပါ။အဓိကကကျွန်တော်အားလုံးကိုခြုံငုံပြီးတော့ပြောလိုက်ရရင် 1 day battery လောက်ကတော့ပုံမှန်ကျွန်တော်တို့ web load တွေအတွက် editing ကိုတနေ့ကုန်ထိုင်လုပ်နေမှာမဟုတ်ဘူးဆိုရင်လုံလောက်တယ်လို့ပြောလို့ရတယ်ဗျ။အဲ့ကျွန်တော်လိုမျိုး laptop ကိုအပြင်ယူသွားမဲ့သူတွေအနေနဲ့ကတော့ battery အတွက်ကိုစိတ်ပူစရာမလိုဘူးလို့တော့ပြောချင်ပါတယ်။ကျွန်တော်2025မှာဝယ်မဲ့ laptop တစ်လုံးအနေနဲ့ AI feature မှာပါလို့လေလေမဖြစ်ပြန်ဘူးအဲ့တော့ AI feature လေးကိုကျွန်တော်တစ်ချက်ပြောပြရအောင်ဒီ Intel Core Ultra 5မှာဆိုလို့ရှိရင် MPU ကို upgrade လုပ်ထားပြီးတော့ MPU က 40.40.40တော့အထိတောင်ရပါတယ်အဲ့တော့ window မှာစပြီးတော့သုံးလို့ရလာတယ်ကိုပိုင်း laptop PC ကိုဒီ laptop က support လုပ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော် AI mind ဒီမှာပို့ပြီးတော့ကျန်းလာရေလို့ယူလို့ရတယ်ဗျာ AI မှာဆိုလို့ရှိရင်ဗျာဘာတွေရမလဲဆိုတော့ကိုပိုင်းတော့ဒီတစ်ခုတည်းကိုနှိပ်ပြီးတော့သုံးလို့ရတာမဟုတ်ဘဲနဲ့တခြားသော AI performance တွေ recall function တွေဘာတွေညာတွေနဲ့ဒီ two way noise cancellation တို့ဘာလို့ပေါ့ဗျာကျွန်တော်ဒီ meeting ထိုင်တဲ့အချိန်တွေမှာစပြီးတော့သုံးလို့ရလာတယ် ပြီးတော့ဒီ background ကိုဘလားလုတ်ပေးထားတာပေါ့နော်ဒီကင်မရာဘိုင်းဒီမှာဆိုလို့ရှင်အဲ့ဒါမျိုးတွေလည်းတုံးလို့ရလာတယ်ပြီးတော့ထူးထူးခြားခြားအနေနဲ့ဒီ sample S4D OLED မှာက internet software တစ်ခုဖြစ်တဲ့ AI software တစ်ခုကိုထည့်ပေးထားတယ်အဲ့ဒါကတော့ story tube လို့ခေါ်ပါတယ် story tube ကတော့ photo တွေ video တွေကိုကျွန်တော်တို့ AI နဲ့ manage လုပ်ပြီးတာပေါ့နော်ကျွန်တော်တို့အပြင်နေပဲခီးထွက်တဲ့ဓာတ်ပုံတွေပဲရိုက်တယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာဓာတ်ပုံတွေကိုပြန်ပြီးတော့ကျွန်တော်တို့ဒီစီစဉ်ကြတယ်ပေါ့လားစီစဉ်တဲ့အခါမှာကျတော့ခီးရပြန်လာပြီးတော့ဓာတ်ပုံတွေပါစီစဉ်ဟိုလုံးဒီလုံးဟိုပြောင်းဒီပြောင်းအဲဒါကတော့ဘယ်ကဓာတ်ပုံပါ냐အဲ့လိုမျိုးပြောင်းနေတဲ့အခါမှာတခါတလေတော့စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လေကင်းပက်ကေရဲ့အမတ်တရလေးတွေကို ပြန်ပြီးတော့စဉ်းစားပြီးတော့တခါတည်းမှာစိတ်ဝင်စားဖို့ကောင်းမယ်မယ်တခါတည်းမှာတော့အဲ့ဒါကြီးအလုပ်တစ်ခုလိုဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ဒီ story tube ဆိုတဲ့ဒီ AI performance တုံးထားပြီးရယ် software ထဲမှာတော့တို့ဒီ location တွေ time base တွေကိုမူတည်ပြီးတော့သူကတော်တော် manage လုပ်ပြီးသွားတာပေါ့နော်အဲ့တော့ ဘယ်နေရာမှာဘယ်လိုမျိုးရိုက်ခဲ့တယ်တို့ဘယ်နိုင်ငံဘယ်လိုအလဲသွားပြီးတော့ဘယ်လိုမျိုးရိုက်လာတဲ့ဓာတ်ပုံဆိုပြီးအဲ့လိုမျိုး location base နဲ့သူက season ပြီးထားတာဆိုတော့တော်တော်လေးကိုတုံးရတာ convenient ဖြစ်ပါလိမ့်မယ်အစမှာတော့နည်းနည်းလေးတုံးရတာနည်းနည်းအဆင်မပြေဖြစ်ကောင်းဖြစ်နိုင်ပေမဲ့နောက်ပိုင်းမှာအသားကျသွားရင်တော့ပို့ပြီးတော့တုံးလို့ကောင်းသွားပါလိမ့်မယ် ဲ့တော့ကျွန်တော် keyboard ပိုင်းလေးကိုဆက်ပြောရအောင် keyboard ပိုင်းကတော့စာရေးရတာတော်တော်လေးကောင်းတဲ့အနေထားလို့ပြောလို့ရတယ်ဗျာ travel key travel တွေကလည်းအများကြီးမရှိဘူး key တစ်ခုစီကလည်းတကယ်ကြီးတဲ့အထဲမှာပါရဲ့ဆိုတော့စာရိုက်တဲ့အခါမှာအမှန်နင်းနေနေကျွန်တော် ရိုက်လို့ရတာကိုတွေ့ရမှာဖြစ်ပါတယ်။ Trap back ကလည်းပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အရင် Vivo Pro S40 မှာလည်းမျိုးအရင်ကြီးနေတာမဟုတ်ပေမဲ့သူ့အနေထားလေးနဲ့က smooth ဖြစ်ဖြစ်မဲ့တော့ရမယ် Trap back ကိုမှပြီးမှ gesture လေးထည့်ပေးထားတယ်။အပေါ်ဘက်မှာဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက် media play လုပ်တဲ့အခါမှာကြော်လို့ရမယ်ဒီ gesture လေးထည့်ပေးထားတယ်။အဲ့ဒါကကျွန်တော်ဒီ media player မှာလည်းမဟုတ်ဘဲနဲ့ Chrome တက်လို့မျိုးဟာတွေမှာကျွန်တော် YouTube ဖွင့်နေတာမှာအဲ့ဒါကိုတုံးဆွဲလို့ရပါတယ်။ ပြီးတော့ညာဘက်ချမ်းမှာတော့အလင်းအမောင်ကိုပို့အောက်လူလီပတ်လိုက်လို့ရှိရင်အလင်းအမောင်အသုံးရမှာဖြစ်ပြီးတော့ဘယ်ဘက်ချမ်းမှာတော့အတန်အတိုးကြီးအသုံးရမယ်ဂျက်စတာလေးထည့်ပြထားတဲ့ testback ကိုတုံထားပြီးရဲ့အတွက်ကျွန်တော်ဒါလေးကိုသဘောကျတယ်ပေါ့နော် haptic feedback နဲ့ testback တော့မဟုတ်သေးရတော့စိတ်မကောင်းစေရပါပဲ ယ်တော်ဆုံးအနေနဲ့ display bank လို့ပြောမှာဆိုတော့ display bank ကတော့ထုံးစံအတိုင်းရပေါ့နော်ဇန်ဘုတ်ကတုံးပေးထားတဲ့ ASUS Lumina OLED display ပေါ်မှာ 3K resolution နဲ့ 120Hz ပြီးတော့16:10 ratio နဲ့တုံးပေးထားတယ်။ spec တွေကိုကျွန်တော်ဒီမှာပြပေးထားမယ်ပေါ့နော်။အဓိကကျွန်တော်ပြောချင်တာကဒီ display က MacBook Air 4မှာပြောသွားပြီးသလိုပဲကလေး display ကိုပဲတုံးထားပြီးရဖြစ်တဲ့အတွက်အပြင်မှာနေရောင်တိုက်ရိုက်ချတဲ့နေရာမျိုးတွေမှာတုံးမယ်ဆိုလို့ရှိရင်တော့အလင်းပြန်တဲ့ကိစ္စအကြောင်းနည်းနည်းလေး အားနဲ့ချက်လို့ဖြစ်ချင်ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကတော့ anti infective လေးလုတ်ပြီးထားရင်တော့ပိုကောင်းမယ်ပေါ့နော်အလေးမပြင်းအောင်လေးလုတ်ပြီးထားရင်တော့ကောင်းမှာဖြစ်ပေမဲ့မဟုတ်အံဖိုးမှာတော့မှာပဲဒီလိုပဲသုံးပေးထားတာဆိုတော့သူ့ပူတီးတန်ကြီးအပြစ်ပြောရမလားဆိုတာကတော့တေကိုယ်တိုင်းပဲသုံးဖြတ်လိုက်ပေါ့နော်အဲ့ဒါဇီနိုမိုင်းအနေနဲ့ကကျွန်တော်15ဒိန်အောက်နေဝယ်လိုက်တဲ့ဖြစ်ပါရဲ့ဒေါ်လာ1000လောက်ပေါ့နော် ထောင်လောင်းနေဝင်လိုက်တာဆိုတော့ MSRP ဘက်ကတော့အလောင်းမဟုတ်ဘူးတော့ထင်ပါတယ်အဲအဲ့လိုမျိုးစီးတက်တက်တာနဲ့လိုချင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီ PK develop ချက်ပေါက်မှာ layer ဆိုတဲ့မင်းမြင်ပြီးတော့မှာယူလို့ရပါတယ်အဲကျွန်တော်ရှိမှာဆိုလို့ရှိရင်တော့အခုမှစတုံးမဲ့သူတွေအတွက် laptop ကိုကျွန်တော် consulting လုပ်ပေးပြီးတော့မှာယူပေးတာတွေမကဘဲနဲ့ software ပိုင်းမှာညာစအခုမှစတုံးမဲ့သူတွေအတွက်ဒီလိုအပ်တာတွေအကုန်ထည့်ပေးပြီးတော့တော့ပို့ပေးလေးရှိပါတယ်အဲတော့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျွန်တော်ချက်ပေါက်ကို layer ဆိုတဲ့မင်းမြင်ပြီးတော့ဝယ်ယူလို့ရပါတယ်ပေးရဲ့ link ကိုလည်းကျွန်တော် description ထဲမှာထည့်ပေးထားပါမယ် အဲ့တော့ဒီဈေးဝင်ကျင်နေပေါ့နော်ဒီဇိုင်းပိုင်း big quality ပိုင်းนี่ပြီးတော့ဒီတုံးထားပြီးတဲ့ material တွေပေါ့ပေါ့ပါပါရှိမှုတွေနဲ့ performance ပိုင်းတွေကကျွန်တော်တို့တော်တော်လေးအဆင်ပြေလို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့ကတော့ဒီလောက်ဈေးတက်တက်တန်းနဲ့ကျွန်တော်ရလိုက်တဲ့အခါကျတော့ price super performance ကောင်းတဲ့ laptop တစ်လုံးလို့ပြောလို့ရမယ်။ original MSRP ဈေးကြီးနေကတော့တင်အတွက်ကတော့တဘာဝကျနေမှာတော့မဟုတ်ဘူး။ဈေးတက်တက်တာနဲ့ပေါ်ချောင်းကောင်းလေးရမယ်ဆိုလို့ရှိရင်တော့ဒီ laptop ကတစ်ခါဝယ်ပြီးရင်ဗျာအကြိုက်သုံးမဲ့ laptop တစ်လုံးအနေနဲ့ပါအဆင်ပြေပြေဖြစ်တယ်လို့ကျွန်တော်တစ်ခါတည်း recommend လုပ်ပြီးလို့ရတဲ့အမျိုးအစားပဲဖြစ်ပါတယ်။ 2025မှာဒီလိုပေါ့ပေါ့ပါပါ laptop ဇန်ဘော့တစ်လုံးကိုပြီးတော့ AI laptop တစ်လုံးကိုကျွန်တော်တို့ဒီမှာဝင်55ဒိတ်ဝင်ကျင်မှာကျွန်တော်တို့ရမှာဆိုတော့တော်တော်လေးတော့အဆင်ပြေလေးပြောလို့ရရယ်55ဒိတ်ဆိုတာကနောက်ဒေါ်လာစီးဘယ်လောက်ပေါက်ရတော့မသိဘူးဗောနော်အခုကျွန်တော်ဗီဒီယိုတင်တဲ့အချိန်2025ငါးလပိုင်းအနည်းနဲ့ပြောတာပဲဖြစ်ပါတယ်အဲ့တော့55ဒိတ်ဝင်ကျင်မှာဒီလိုဇန်ဘော့တစ်လုံးရမယ်ဆိုတော့ကျွန်တော်တို့55ဒိတ်အောင်နေရတယ်ဗောနော် Facebook ကဘာမှတော်တော်လေးကောင်းနေ laptop တစ်လုံးလို့ကျွန်တော်မြင်နေတဲ့အတွက် recommend ပေးပါတယ် ။ Samsung နဲ့ MacBook Air M4 နဲ့ပေါ့နော်ဒီ laptop နဲ့ MacBook Air M4 နဲ့ဘာဝင်ရမလဲကတော့ကျွန်တော်နောက်ပိုင်းပြောပြချင်တယ်ပြောပြပါအောင်မယ်။ Okay ဒီနေ့ပြီးတော့ကျွန်တော်ဒီလောက်ပဲပေါ့နော်။ကြည့်ပြရတဲ့ကြည့်သူအများကြီးအများကြီးတင်ပါရဲ။အဲတခုပြောချင်တာရှိတာကကိုရီးယားဘော်ဒါအနေနဲ့ကျွန်တော်ရဲ့ video ကို YouTube မှာကြည့်နေရသလိုရှင် YouTube link လေးထဲမှာ description ထဲမှာပေါ့နော်။အဲကျွန်တော်ရဲ့ဒီ coupon link လေးတွေရှိပါရဲ။သင်ကတကယ်လို့ coupon ကနေပစ္စည်းတစ်ခုကိုဝယ်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ coupon link လေးကိုနှိပ်ပြီးတော့ပေါ့နော်။ ဆက်ဖောက်မှာကိုလိုချင်တဲ့ပစ္စည်းကိုရိုက်ရှာပြီးတော့ဝယ်လို့ရပါတယ်ကျွန်တော်ရဲ့ဒီလင်းထဲကပစ္စည်းမှမဟုတ်ဘူးပေါ့နော်အဓိကကတော့လင်းလေးကိုနှိပ်ပြီးတော့ coupon app ကိုဖွင့်လိုက်လို့ချင်း coupon ကလည်းကျွန်တော်ကို commission ထိုက်လျောက်တခုပေးမှာပေါ့နော်အဲ့တော့ကျွန်တော် supporting လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော် coupon link ကိုနှိပ်ပြီးတော့ coupon ကနေပစ္စည်းတခုဝယ်ပေးမယ်ဆိုရင်တော့ကျေးဇူးများတင်ပြပါပါโอเคဒီနေ့ပြီးတော့လောက်ပါပေါ့နော်တတ်တာ